ဘဝနောက်ဆုံးလို့အချက်ကလေးပါတော့ဆိုဒုတိယအမျိုးမျိုးတော့ပြောကြမှာပေါ့နော်တကယ်ကနောက်ဆုံးလို့အချက်ကလေးကဤဘဝဤအခြားမဲ့နိုင်ကြီးတဲ့ကောင်းတဲ့ဘဝရောက်ပြရစေဆိုတာနောက်ဆုံးလို့အချက်ကလေးပဲဒါဖြစ်ဒီဒီဤအချမ်းမဲ့ဆိုနောက်ဆုံးလိုအပ်ချက်ကဒါလာမှာပဲလေဒီဘဝတော့ပြောကြတယ်လေ နှောင်းဝကြတော့တီးတဲ့ကောင်းတာလို့ချင်းတယ်။ဟုတ်ပြီနှောင်းဝတီးတဲ့ကောင်းတာရချင်းမလုပ်အောင်လဲရက်ဆော့ပြရတာ။မင်းဒီဘဝဒါရီပြည့်စုံသွားပြီဆိုလို့ရှိရင်ကဲဒီဘဝအဆုံးသတ်လို့ညှော်လင်းချက်ကုန်သွားပြီဆိုရင်နောက်ဘဝမလုပ်ဘူးလို့ကောင်းတဲ့ဘဝရောက်ချင်သလားတဲ့။ရောက်ချင်ပြီဆိုလို့ရှိရင်တမ္မာပฏิပတ္တိတက္ကနာအာရောတမ္မာပฏิပတ္တိ မှန်ကန်တဲ့လမ်းကြောင်းကိုလျှောက်လမ်းခြင်းဟာတဲ့တက္ကနာလူပြည်လက်ပြည်တို့ရဲ့အာဟာရရောက်ချောင်းတရားပါပဲလို့ဆိုတာကောင်းတဲ့လူဘဝကောင်းတဲ့နတ်ဘဝဖြစ်ချင်သလားဖြစ်ချင်တမ္မာပฏิပတ်တိဒါဖြင့်တမ္မာပฏิပတ်တိမှန်မှန်ကန်ကန်လျှောက်လမ်းရမယ်ဆိုတာဘာပြောရမလဲဆိုရင်ဒုစရိုက်ကိုလျှောက်ဒုစရိုက်လမ်းကြောင်းကလျှောက်ပေါ့ဒါပြောတော့ အကုသကမ္မပဋ္ဌာန်တရား7ပါးကိုရှောင်ရှားလို့ကုသကမ္မပဋ္ဌာန်တရားကိုကျင့်သုံးတာဟာတမ္မာပฏิပတ်တိပဲအဲ့တော့ဒါကယူနေတဲ့တရားလည်းခုဒီနောက်ဘဝကောင်းတာရောက်ချင်လို့ရှိရင်ဘုန်းကြီးတို့တည်းကာယကံမှုကိုယ်စီကံမှုမနောကံမှုဆိုဒီသုံးခုနဲ့ပတ်သက်ပြီးတော့တမ္မာပฏิပတ်တိဆိုတာပြောရမယ်ဆိုရင် များရဲ့ပစ္စည်းကိုခုပစ္စည်းဖြစ်လို့မှုအဘိဓါဆိုရဲလောဘအတွေးမဖြစ်စေနဲ့ဒါနံပါတ်1တပည့်သားပျက်စီးသွားအောင်ကြံတွေးရတဲ့ဒေါသအတွေးမျိုးမတွေးမိစေနဲ့ကံကံဤချို့ကိုမယုံကြည်တဲ့လက်မခံတဲ့အမြင်မျိုးမရှိစေနဲ့ဆိုရင်ဒါမှတ်ကန်တဲ့တန်ကြောင်လျှောက်နေပြီ။ เอตุนยาปิสิโกกุปิสิဖြစ်လို့မှုဆိုတာဘယ်တော့မှမတွေ့ဘူးသူတစ်ပါးပျက်စီးပါစေဆိုတဲ့ဒေါသနဲ့တွေ့တဲ့အတွေ့ဘယ်တော့မှမတွေ့ဘူးကံကံရဲ့အကျိုးငင်းပယ်တဲ့အမြင်မျိုးဘယ်တော့မှမထားဘူးဆိုလို့ရှိရင်ဒါတမ္မာပฏิပတ္တိပဲလက်ဖြင့်ရောက်ဖို့မင်္ဂနဲ့တန်ချောင်းကိုရှောက်တာခေါ်တယ်ဒါကစိတ်แท้ကရှောက်တာနှုတ်နဲ့ကဲမင်္ဂနဲ့လမ်းကြောင်းကိုရှောက်နှမ်းနေဆိုတာဘာပြောတာလဲ လိန်ပြောခြင်းမှရှောင်ခြင်းနဲ့မလိန်ဘူးမှန်တာပဲပြောတယ်။ခုံးမတိုက်ဘူးတယောက်နဲ့တယောက်တက်အောင်ပဲပြောတယ်။ဆင်းရဲတိုင်းထွာပြီးတော့ရိုင်းပြတဲ့စကားမျိုးမပြောဘူး။ကျင်နာတဲ့ယဉ်ကျေးတိမ်ဝေးတဲ့စကားမျိုးပြောတယ်။အကျိုးမဲ့အလဟဒအချိန်ဖြုံးတဲ့တမိုးမရှိတဲ့စကားမျိုးတွေပြောပြီးတော့အချိန်မဖြုံးဘူးတမိုးရှိတဲ့စကားကိုသာပြောမယ်ဆိုတာ ဒါမှန်ကန်နဲ့လမ်းကြောင်းလျှောက်တာနှုတ်နဲ့မှန်ကန်နဲ့လမ်းကြောင်းလျှောက်တာကိုယ်ကာယနဲ့မှန်ကန်နဲ့လမ်းကြောင်းလျှောက်ဖို့ကြတယ်တတဝရရဲ့အသက်ကိုတတ်ခြင်းမှလုံးဝရှောင်တယ်ဒီသည့်တတဝရရဲ့အသက်ကိုမှမတတ်ဘူးလုံးဝရှောင်တယ်သူတော်ဘာဥစ္စာဆိုလို့ရှိရင်မပေးတဲ့သူများပစ္စည်းကိုမတရားတဲ့ဤဘယ်နည်းနဲ့မှ မယုံတာတဲ့နေနဲ့ရယူဖို့ဘယ်တော့မှမချိုးစားဘူးတမန်ကနဲ့လမ်းကြောင်းလျှောက်သူတော်ဘာတာမယားနဲ့ပတ်သက်ပြီးတော့လုံးဝပြစ်ပါမှုမပြုဘူးတမန်ကနဲ့လမ်းကြောင်းလျှောက်တယ်။ဟောပေါင်းလိုက်တော့ဒါသူစရိုက်ဆယ်ပါလို့ခေါ်တယ်အဲ့တုစရိုက်လမ်းကြောင်းကရှောက်ပြီဆိုလို့ရှိရင်ဒီဘဝအဆုံးသတ်သွားလို့နောက်ဘဝဟာ ဒီတဲ့ကောင်းဘုရားတေချာပြီပေါ့ဒါနောက်ဆုံးမြုပ်လင်းချက်ကလေးပဲအေးဒါကြောင့်မို့လို့လူလောကရဲ့လူချင်းစရာအချက်တွေကမြတ်စွာဘုရားကဒီတောက်တံထောက်ပြီးတော့ပြထားတာလူဘဝရလာတာနဲ့တပြိုင်နက်စီစဉ်ဥစ္စာရဆိုတာလူချင်းနဲ့နံပါတ်1ကလှချင်းနဲ့နံပါတ်3ကချမ်းမာချင်းနဲ့နံပါတ်4ကခူးချင်းတရားကောင်း ံပါတ်5ကကောင်းမြတ်တဲ့အချက်တစ်ခုကိုချင့်ကြံနေတယ်။နံပါတ်6ကမိတ်ဆွေပေါ်ခြင်းနဲ့နံပါတ်9ကဗဟုသုတရားခြင်းနဲ့နံပါတ်10ကပညာတတ်ခြင်းနဲ့နံပါတ်9ကတရားသူတရားမြတ်ရားခြင်းနဲ့နောက်ဆုံးမျှော်လင့်ချက်ကြတော့ကောင်းရသူတွေရောက်ခြင်းပေါ့အဲ့ဒီလို့ 进来的也来过的，那对京东布姑娘说的啊，你都这么好了，虽然我穿了个鸭钱旧衫的，三毛钱，平平生生的了，三毛钱六新，过年都头上露的，过去的也过年没告诉他们，连包呢，也到进屋进门说一句。 ိတ်ဆွေတွေပေါ်ကျင်တယ်ဆိုရင်သစ္စာကလေးဒီပစေဘောဓုတ္တရှိခြင်းစာမျက်များဖတ်ပညာရခြင်းတရားများများနာစာမျက်များသင်နော်ဆွေတွေလေးလာမေးမြန်းတဲ့တရားတရားများရခြင်းကျိုးစားအားထုတ်အမတ်တမဲမနေနဲ့အလေးနဲ့ဆင်ញင်စင်လာနောက်ဆုံးနေတဲ့အခါဒီဘဝရဲ့အချမ်းမဲ့ ကောင်းရသူကြီးရောက်ချင်တယ်ဆိုရင်သူစရိုက်သူစရိုက်တွေကိုရှောင်ရှားပြီးတော့သူစရိုက်တရားတွေကိုကျိုးစားအထောက်ပါလို့ဟောဒီအဋ္ဌဓမ္မတုတ်မှာမြတ်စွာဘုရားကဒီလိုဟောကြားထားတာဖြစ်ပါတယ်။ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိသက်တို့လိုချင်တာတွေရနိုင်ဖို့လက်တွေ့ကျင့်မှလာရနိုင်တာဖြစ်ပါတယ်။ဒါကြောင့်မို့လိုချင်တာရနိုင်ဖို့လက်တွေ့ကျင့်သုံးကြပါစို့လို့ကိုစီကိုစီ အဋိဌံပြီးတော့လိုအပ်ချက်တွေနဲ့ပြည့်စုံအောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်တည်း